ဲ့ဖြတ်ရမှာတော့ဟဲ့ဒီရနဲ့ဖြတ်လဲမှာအဘောက်စင်းလောက်ပါမယ်ဒီမှာနေရနေတော့ဒီကုကမှလိုက်တဲ့ဟာဒီပါလေးရယ်ဆိုတော့ပြင်ပြပါမယ်ဘယ်နဲ့နေဖို့မသိဘူးအော်ရခမ်းမယ်ကျွန်တော် တော့မရည်လိုက်ပါလေတောက်ကြံရရောက်ပို့ပေးပါရင်စနေနေ့ဒီပတ်ထွက်ရမှာလို့ပါတဲ့ချစ်ပါတယ်ဒီပြေတူပေါ့နော်ဆရာโอเคဖြည့်ဆိုင်တော့မယ်ဒီလိုမျိုးလို့ပါငင်းငင်းတကလေးမိမဆန်ဆန်လေးမိမဆန်ဆန်နဲ့ငင်းငင်းတကနဲ့ရဲဆိုဖြစ်ဖြစ် set up bookmark လေးဒီပါဆိုတော့ဒါ packaging ရလဲကွာပဲ့လိုက် packaging ကိုလုတ်ထားတဲ့ပုံကြည့်ဒီဒီလိုဟာနဲ့ packaging လုတ်ထားကြရလားအမှန်တမ်းဒီဟာကို packaging နဲ့ဘယ်လိုပြောရမလဲ packaging ကတော့အမှတ်ဆက်မှတ်မှာပြီးမယ်ဆိုတော့ packaging တော့ကိုတော့မှတ်တက်ပြပါမယ် င်အောင်လုပ်ခဲ့လို့ထင်ပါတယ်ကြည့်ဦးဘက်ကလေးဆောက်ចောင်းဆောက်သူဖြင်းပကေ့ချင်းလုပ်ပေးလိုက်တာလည်းကြည့်အဲ့ဒါရေဆူဆူလေးပေါ့နော်ဒီမှာပါဒါကနှောက်အုပ်တွေပါဒီလိုမျိုးပါဒီလိုမျိုးပါအရှိကနေဝန်ထပ်ပြီးပါမှာဒီလိုနှောက်အုပ်တွေပါ ော်သေးတယ်ပြောလို့ဖုန်းပြီးတော့မရတည်ပါဟုတ်ကဲ့တို့ပါပြီးရင်ဒီမှာ opiche ရေးတဲ့ opiche ကတွန်းစာအုပ်ပါကတွန်းစာအုပ်ပါဒီမှာဆရာ opiche ရဲ့စာအုပ်ပါ opiche ရေးတဲ့ opiche ပေါ့နော် ြည်အေးရဲ့မိပါဒါတော့မြန်မာနိုင်ငံမှာလဲစာအုပ်ရှိပါတယ်ဒါပေမဲ့အဲ့တော့မဖတ်ရသေးဘူးပေါ့နော်သူ့လိုလူဂျာနယ်ကျော်မမလေးရဲ့သူ့လိုလူပါမဖတ်ရသေးတဲ့အတွက်ဒီထိထပ်ဝင်ပြီးတော့ပို့ပါတယ်ပြီးရင်အီမာနာပေါ့နော်ဒါလည်းကြည်ရဟပါပဲ ြည်ရဲ့ဟာပါပဲဆီယမကြည်ဘုန်းကြီးဆိုငါငယ်ကြီးလို့နေတယ်တော်တောင်ရင်မြေပါပေါ့နော်ဒါလည်းဆီယမကြည်ရဲ့ဟာပါပဲအပြင်ကလူပါဒါကဆီယမနုနုရဲ့အင်ဝါရဲ့ပေါ့နော်နောက်ထွက်ထားတဲ့ဟာဒီကောင်ထွက်တာကမကြသေးဘူးလို့ထင်ပါတယ်တန်မိုးက8000ကျပ်ဒါကရွှေပြည်ဖူးပေါ်ရမယ်လေမိရက်ကနေနိုင်နေဒါကနောက်မှထွက်ထားတဲ့စာအုပ်ပါဒီဟာထွက်တာ ဆယ်လုံးကထွက်တာလည်းဆိုရင်ချက်ရှိပေးပါမယ်စိတ်ကူချိုချိုပါအာ2024 January လပေါ့နော်2024ရမှာထွက်ထားတာဆိုတော့မနှစ်အခု2025နော်2025ဆို2024ဆိုတော့မနှစ်ကမှထွက်ထားတာ January ရက်ထွက်ထားတဲ့ဟာပါဆိုတော့တစ်နှစ်ကျော်ပဲရှိပါသေးတယ်အတက်ပါပြန်ဒီမှာ mountain side ရဲ့ စောတို့ရဲ့မောပါပြီးရင်ငိမ့်ကြောတခါကဟာဒီပါပြီးရင်ဇမန်တို့ရဲ့အင်းဝါရဲ့ပဲဒစိန်တွေချမှာပေါ့နော်ဒါလေးဖတ်ပြီးတော့ဖီးပါမယ်ဒါကတော့ဥတန်ရဲ့နော်ဥတန်ရဲ့မြို့ပြပုံမြင်များပါဒါကတော့ ဝါနုပေါ့နော်ဒီဒီဆိုင်ဆရာတော့ကိုပဲမသိလို့လားတော့မသိဘူးပေါ့နော်ဒါတော့အစ်စ်ဖြစ်မှတင်ပါတယ်မိုးခိုကဖေးပါဒါကတော့ဘာလေးကြိုက်လို့လဲဆိုရင်စာအုပ်နာမည်လေးကြိုက်လို့ပါဝါနုဆိုတော့ဆိုင်ဆရာအစ်စ်ဖြစ်မှပေါ့နော် main ကလေးလည်းဖြစ်မှတင်တယ်ဒီသူ့ရဲ့ဒီကောင်းစင်လေးကြိုက်လို့ပါမိုးခိုကဖေးဆိုတဲ့ဟာလေးကိုကြိုက်လို့ဝယ်လိုက်တာပါဖတ်ကြည့်ရအောင်ပေါ့နော်ဒါကဝတ်ထုလားဒါမှမဟုတ်ရင်ပါလင်ဒီပေါ့နော်ဖတ်ပြီးမှတည်တာပေါ့အဲ့တော့ လောက်တယ်လောက်အုပ်၃အုပ်၄အုပ်၅အုပ်၆အုပ်7အုပ်8အုပ်9အုပ်10အုပ်11အုပ်12အုပ်13အုပ်14အုပ်15အုပ်ပေါ့နော်ဒါ6အုပ်15အုပ်ပါအဲ့တော့ဒီ6အုပ်15အုပ်ပဲရှိတယ်အဲ့ဒါကို16အုပ်ကိုမှမြန်မာငွေနဲ့ဆိုရင် ဘလောက်မှမကြပါဘူးတသိန်းနဲ့9000လောက်ပဲလားမသိဘူးအဲ့လောက်ပဲကြပါတယ်တသိန်း4000တသိန်း9000မှမမိတော့ပါဘူးအဲ့လိုအဲ့လောက်ပဲကြတယ်ပေါ့နော်အဲ့တော့လူငယ်တွေကိုပြောချင်တာကစာလေးတွေဖတ်ပါနော်စာလေးတွေဖတ်ဖို့အကြံပေးပါတယ်ပေါ့နော်စနိုက်ပြီးကြော်နေမဲ့အစာချက်နေခုံနေမဲ့အစာစာအုပ်လေးတွေဖတ်ပေးပါလို့အကြံပေးချင်ပါတယ်ဒါဆိုရင်တသိန်း3000တသိန်းခွဲတဲ့ပါကျွန်တော်မလာရှန်ကိုတို့ဟော့ပေါ်တို့စားလို့ရှိရင်နှစ်ခါစားတာတော့ပဲရှိရပါတော့။အဲ့လောက်နဲ့ဒီမှာစားအုပ်14အုပ်လောက်ရပါတယ်။အဲ့တော့ ပြောချင်ပါတယ်ဟိုညင်ရအဝေးစီးရောက်နေတာမျိုးမဖြစ်အောင်လို့စာလေးတွေဖတ်ပေးပါလို့ပြောချင်ပါတယ်ကာမမာထဲပေါ်အာဒါဟုတ်တယ်ဒါကိုရွေးမာပေါ့နော်ဒီရွေးမာတခုမကောင်းတာရွေးမာရှိတဲ့မြန်မာအကူအမတွေကိုလည်းပြောချင်ပါတယ်။မပြောချင်လဲဆိုတော့စာအုပ်ဆိုင်လေးဖွင့်ပို့ပေါ့နော်စာအုပ်ဆိုင်လေးတက်နိုင်လဲဆိုရင်တော့ဖွင့်ပေးဖို့အကြံပေးချင်ပါတယ်ပေါ့နော်ဒီကောင်မြန်မာနိုင်ငံကနေတကူတကမှာပါတယ်ပြီးတော့စာအုပ်ဆိုတော့လေးတော့ KG ကအရန်တက်ပါတယ် ဒါအလုံးမောင်းကိုဒီဟာကြီးပဲကို 5kg နီးပါးလောက်ရှိပါတော့4 kg လောက်ရှိမယ်ထင်တယ်အဲ့လောက်ရှိပါတယ်အဲ့တော့စာအုပ်ဖို့ထက် kg ဘူးကလည်းများတယ်ပေါ့နော်သူက 1kg ကို14ကျပ်လားမသိဘူးအဲ့လောက်ပေးရတယ်ဆိုတော့အဲ့လိုမျိုးဒါကိုကာကွယ်နဲ့မှားတာပါကာကွယ်နဲ့မှားရင်ဒီဟာမှားဖို့အတွက်ကို45ရက်တလားပေါ့နော်အဲ့လောက်ကိုစောင့်ရပါတယ်ညီမဒီ UAE မှာစာအုပ်ဆိုင်မရှိသေးဘူးပေါ့နော်တခုရှိတာကဒီဘလောက်တိုးတက်တဲ့နိုင်ငံမှာစာအုပ်ညီမ ာအုပ်ဆိုင်လေးတွေဖတ်ချင်တဲ့သူတွေကိုလိုစာအုပ်တဲ့တဲ့သူတွေဆိုရင်တော့ရှိတင်တယ်ပေါ့နော်တစ်ဆိုင်တော့အဲ့တော့ကိုလည်းမလုံနိုင်ပါဘူးလုံနိုင်တဲ့ရှိရဆိုလို့ရှိရင်လည်းလုံပေးကြပါလို့တောင်းဆိုချင်ပါတယ်ပေါ့နော်ယူရေးရောက်လို့ရှိရင်လည်းချန်ခုန်တာလေးတွေကင်တူတာလေးတွေဟိုစနိုက်ကြော်တာလေးအဲ့ကိစ္စလေးတွေကိုနောက်ထားပြီးတော့ကိုယ့်ဘဝတိုးတက်ဖို့အတွက်နောက်ပြီးလို့ရှိရင် brain level လေးတွေကိုဟိုအဝေးစီးမရောက်နေဖို့အတွက်ကိုနော်စာအုပ်လေးတွေဖတ်ပြီးတော့သင်ပြပါလို့ပြောချင်ပါတယ်